အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Manchester United အသင်းအတွက်တော့အခု Crystal Palace နဲ့ကစားမဲ့ပွဲပေါ့လေဒါ Man United အတွက် Crystal Palace နဲ့ကံမဲ့ပွဲမှာတကယ်ကိုအရေးပါတဲ့ကစားမားတွေထပ်ပြီးတော့လွဲချော်အောင်မှာဖြစ်တယ်ဆိုတော့ Man United တိုက်စစ်ကဟိုဒီနေ့တည်းက ဒဏ်ရာပြသနာတွေကြောင့်ဘန်ဂျမင်ရှက်စ်ကိုမပါဘူးနောက်တစ်ခုကသူရဲ့ဒီမသူရဲ့ကုညာမပါဘဲလို့ဖြစ်နေတဲ့အချိန်မှာအခုဒီကနေ့မှလည်းဒါ press conference လုပ်ပြီးတော့နီးပြရူပင်အမရွန်အတီးပြုတ်သွားတယ်ဆိုတော့ man united ကသူတို့ပွဲကလည်းဒါဘယ်လိုပြောမလဲဆိုတော့အခုလက်ရှိမှာ super sunday ရဲ့အစောဆုံးပွဲဖြစ်မယ်ဒေသစံတော်ချိန်နေ့လည်း12နာရီမှာကံမယ် super sunday ရဲ့အစောဆုံးပွဲကံမယ်အချိန်မှာဒီဘယ်လိုပြောမလဲ မြန်မာစံတော်ချိန်ညနေည9:00နာရီမှ6နိုင်ခွဲဆို9နိုင်ပေါ့လေဆိုအဲ့နေရာမှာ Manchester United အတွက်ဒါတိုက်စစ်ပိုင်းမှာ Benjamin Sesko ရဲ့ဒဏ်ရာဟာထင်တာတဲ့ပိုပြီးဒါကြာမယ်လို့ပြီးတော့အတီးပြူတဲ့အတွက်ကြောင့် Fabrizio Romero ရရော Sky Sport မှာနီးပြဘူးပဲ Abron အတီးပြူချက်ရဆိုရင် သူ့ရဲ့ဒဏ်ရာဘန်ဂျမင်ရှက်စကိုရဲ့ဒဏ်ရာဟာထင်တာထက်ထက်ကြအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုတေချာပေါက်လွဲချုံမယ်ဆိုတော့ယူနိုက်တက်တိုက်စစ်မှာဂျိုးရှွာဇက်စီပဲတေချာပေါက်ကစားရမယ့်အခြေအနေမျိုး အဲ့နေရာမှာဘန်ဂျမင်ရှက်စကူဒံရကြောင်းနားနေတဲ့အချိန်မှာတိုက်စစ်ပိုင်းအတွက်ကုညာနဲ့အပွင့်မိုးကိုအားကိုးရမယ့်အချိန်မှာမတီးယက်ကုညာကလည်းဟိုးတနေ့ကဖြစ်ထားတဲ့ဒံရသူတို့ကတော့လေ့ကျင့်ခန်းမှာရတဲ့ဥကောင်းဒံရဆိုပြီးပြောထားတာပေါ့လေအဲ့ဒံရကအခုချိန်ထိကို available မဖြစ်ဘူးပေါ့လေဒါကလပ်ဖက်ကအတီးပြူတာကကုညာကလည်းဒီတစ်ပတ်အတွင်းကံမဲ့ Crystal Palace နဲ့အဝေးကွင်းပွဲကိုထပ်ပြီးလွဲချော်မယ် ဆိုတော့အစုပေါင်းနှစ်ပွဲပေါ့လေဟိုတစ်ဘက်ကလည်းဒီမန်ချက်စတာယူနိုက်တက်ကအေဗာတန်ကိုအိမ်ကွင်းမှာရှုံးတဲ့ပွဲလဲတိုင်းလာတဲ့ပွဲလဲလွဲပြီးတော့ဒီနေ့ပွဲလဲလွဲတယ်တကယ်တော့ကျွန်တော်တို့တွတ်တာပေါ့လေဦးကောင်းတန်ရသူရတယ်ဆိုရင်ကျွန်တော်တို့က pre concussion လို့ပါတို့ဘယ်လိုပြောမလဲချိုးတင်ကောက်ွယ်တဲ့အနေနဲ့ဒါမတုံးတယ်လို့ထင်ပေမဲ့အခုကတခြားဘလိုပုံစံမျိုးလဲတော့မသိဘူးဒါပေမဲ့ Matthias Cunha ဒီဘွဲကိုလဲလွဲမှာဖြစ်တဲ့ကြောင့် Benjamin Shesko လဲလွဲမယ် Cunha လဲလွဲမယ်နှစ်ယောက်စလုံးလွဲမယ် တအားဖြင့် United ခံစစ်က Lisandro Martinez တို့ပြန်ပါဖို့ရှိပေမဲ့ Wayne နောက်ခံလူ Harry Maguire ထပ်ပြီး injury ဖြစ်နေစေဖြစ်တော့သူလည်းမပါဘူးဆိုတော့၃ယောက်ပေါ့လေ Lisandro Martinez ကတော့ center back အတွက်ပြန်ပါဖို့ option ထဲမှာရောက်လာပြီဒါပေမဲ့နီးပြသုံးမသုံးကိုပဲကြည့်မဲ့ချိန်မှာ Maguire ထပ်ပြီးနားနေစေဖြစ်တယ်ဆိုတော့တိုက်စစ်ကကုညာ injury Chesco injury ဖြစ်တဲ့ကြောင့်အခုသူတို့အထောင်တိုက်စင်မှုက Joshua Zexy တယောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ Joshua Zexy ကိုအထောင်ထားပြီးတော့ အာမဒီယာလိုနဲ့အမ်ပွေးမိုးက10ရိုးဒါကက်ဆမီရိုးနဲ့တစ်ဖက်ကဘရူနိုကနံပါတ်7နဲ့နံပါတ်6ရိုးကစားဖို့ရှိပြီးတော့ဝင်းဘက်မှာတော့ကျွန်တော်ထင်တော့ပက်ထရစ်ဒိုကူနဲ့မာဇာရာဝီဒါမှမဟုတ်ရှေ့ရင်ဒါလော့မာဇာရီကိုသုံးဖို့များတယ်။ဘာကြောင့်လဲဆိုတော့မာဇာရာဝီရဲ့အာမဒီယာလိုနဲ့ဘရိုင်းအမ်ပွေးမိုးကမကြမီအာဖရိကဖလားပွဲသွားတော့မယ်။ဆိုတော့သူကတော့အခုဘယ်လိုလုပ်လဲဆိုတော့မန်ချက်စတာယူနိုက်တက်ကတတ်နိုင်သမျှအချိန်ရအောင်ဆွဲတာဗောလေသူတို့အာဖရိကဖလားပွဲဒါအမြန်ဆုံးပြန်လာ မလွတ်ဖို့ပေါ့လေတက်နိုင်မြတို့အချိန်ဆွဲထားပြီးတော့ United ကတောင်းဆိုထားတယ်ဒါပေမဲ့တစ်ဖက်ကလည်းဘယ်လိုပြောမလဲအချိန်တန်လွတ်ပြီးရမယ်ဆိုတဲ့အခြေအနေမျိုးပြိုင်ပွဲမစခင်နှစ်ပတ်ပြပုံမှန်အဖြစ်ကလွတ်ရတယ် International ပွဲတွေကိုဆိုတော့ Man United ကတော့သူတို့ကစားမတွေကိုတက်နိုင်တဲ့မြတော့သူတို့ hold လုပ်ထားပြီးတော့ဒါလွတ်ပြီးနိုင်မယ့်အခြေအနေတွေကိုသူတို့စောင့်ကြည့်နေတယ်ဆိုတော့ဒါအရင်တည်းက Crystal Palace က United အတွက်တကယ်ကိုခက်ခဲတဲ့ပြိုင်ပတ်ပြသူတို့ဘယ်သူနဲ့တွေ့တွေ့ကစားရခက်တယ်ကစားရခက်အောင်လည်းလုပ်တယ်နောက်တစ်ခုက အသင်းကြီးတွေကိုအကုန်ခြေစွမ်းပြတယ်ဗျာသူတို့အိမ်ခွဲမှာဆိုရင်တောင်းတောင်း Chelsea ကို Stamford Bridge မှာတည်ကြတယ် Now Liverpool ကိုဒါ Carabao Cup ဒီဒီ community တိုင်းမှာနိုင်တယ် Africa မှာ Man City ကိုနိုင်တယ်အဲပြီးတော့မှ Liverpool ကိုအိမ်ခွဲမှာအနိုင်ရတယ်ပြီးတော့အသင်းကြီးတွေအားလုံးကိုဒုက္ခပေးတဲ့အသင်းဖြစ်တယ်ဆိုတော့ Southampton မှာ Camp ပွဲမှာ Benjamin Shesko Brian ဒီ Matthias Cunha နဲ့ ဒီ Harry Maguire တို့လွဲချော်มาဖြစ်တယ် Man United ရဲ့ပြည်သက်တွေဘယ်လိုမြင်ကြလဲဒီပွဲအဝေးကွင်းကနေအဖိုးတန်3မှတ်ရနိုင်မယ်လို့ထင်လားကိုမမဝင်အောင်မှတ်ချက်ပေးကြပါလို့ကြည့်ဒီမှာတယ်